တိုက်ခိုက်ရေးရင်ငုတ်သင်္ဘောနည်းပညာတိုးတက်ရေးအတွက်ရုရှားစီကနေမြောက်ကိုရီးယားကအကူအညီတွေရရှိနေတယ်လို့ယုံကြည်ရကြောင်းတောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးကပြောပါတယ်မြောက်ကိုရီးယားဟာတိုက်ချင်းပြတုံးကြီးတွေပြစ်လွတ်နိုင်တဲ့အဆင့်မြင့်ရင်ငုတ်သင်္ဘောတွေတည်ဆောက်နိုင်ရေးမှာရုရှားစီကနေနည်းပညာအကူအညီတွေထဲထဲဝင်ဝင်ရရှိနေတယ်လို့ယူဆရတယ်ဆိုပြီးပြောထားတာပါတောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးအန်ဂျူဘဲကမြောက်ကိုရီးယားဟာနျူကလ িয়ার စွမ်းအင်သုံးရင်ငုတ်သင်္ဘောတွေပိုင်ဆိုင်နိုင်ရေးအတွက်လဲကြိုးပမ်းနေတယ်လို့ယုံကြည်ရကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။မြောက်ကိုရီးယားစစ်တပ်ကလည်းတိုက်ချင်းပြည်ဒုံးကျည်တွေပြစ်လွန်နိုင်တဲ့ရင်ငုတ်သင်္ဘောတွေကိုကိုရိုင်းတိဆောက်ထုတ်လုပ်နိုင်ဖို့ကြိုးစားမယ်ဆိုပြီးကြေညာထားတာပါ။အရင်ကလည်းမြောက်ကိုရီးယားဟာရင်ငုတ်သင်္ဘောအခြေစိုက်တိုက်ချင်းပြည်ဒုံးကျည်တွေကိုစမ်းသပ်ပစ်ခတ်ခဲ့ဘူးပေမဲ့အောင်မြင်မှုရှိမရှိဆိုတာတော့အတိအကျအတိမပြုနိုင်သေးပါဘူး။မြောက်ကိုရီးယားကရင်ငုတ်သင်္ဘောအခြေစိုက်တိုက်ချင်းပြည်ဒုံးကျည်တွေနျူကလ িয়ার စွမ်းအင်သုံးရင်ငုတ်သင်္ဘောတွေထုတ်လုပ်ရေးအတွက်ဆက်ဆက်နည်းပညာတော်တော်များများကို ရုရှားစီကလက်ခံရရှိနေတယ်ဆိုတာကောလာဟာလာအဆင့်ထက်အများကြီးပိုတယ်လို့ယုံကြည်ရကြောင်းတောင်ကိုရီးယားလွှတ်တော်စီအောက်တိုဘာ23ရက်နေ့မှာစီရင်ခံခြင်းကာကွယ်ရေးဝန်ကြီးကပြောကြားသွားတာပါရုရှားနဲ့မြောက်ကိုရီးယားတို့ကပြီးခဲ့တဲ့နှစ်နှစ်တာအတွင်းစစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကိုတည်တည်တသာမြင့်တင်လာနေတာဖြစ်ပါရဲ့ရှင်